ကျွန်တော်ရဲ့နာမည်က George Lee ကျွန်တော်က Indian Nigerian Mobile မြို့မှနေတာဒီကိစ္စတွေက2019ခုနှစ်မိုးရသည့်တစ်ခုမှကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်မှန်ပါကျွန်တော်တက္ကသိုလ်မှာကျောင်းတက်နေခဲ့တဲ့တက္ကသိုလ်ကျောင်းသားတို့ပါကျွန်တော်ကျောင်းပြီးတော့ငွေချင်းတွေနဲ့အတူတူအရင်နေခဲ့တဲ့မိုးရမြေစာတိလေးကိုပြန်ပြီးရှောက်လည်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်ကျွန်တော်တို့နေထိုင်ခဲ့တဲ့ရွာလေးကအိန္ဒိယနိုင်ငံရဲ့အနောက်ကန်ယိုရန်ဘက်မှာရှိတဲ့နေရာလေးကျွန်တော်ရဲ့မိသားစုကအဲ့ဒီရွာလေးမှာအိမ်တိုင်လဲပိုင်ကြတယ် အခုတော့ကျွန်တော်တို့မြို့မာနေထိုင်ကြတာလေဒီရွာနဲ့ကျွန်တော်တို့အခုလက်ရှိနေတဲ့အိမ်နဲ့ဆိုရင်တော်တော်လေးဝေးပါတယ်ဒါပေမဲ့မိသားစုပွဲရှိတဲ့အခါဖြစ်ဖြစ်ကျွန်တော်တို့အနားယူခြင်းတဲ့အခါဖြစ်ဖြစ်ဒီအိမ်ကိုပြန်လာတတ်တယ်ကျွန်တော်ဒီတစ်ခေါက်တော့မိဘတွေနဲ့ဒီနေရာကိုမလာနိုင်ခဲ့ဘူးမိဘတွေရှိကခွင့်ပြုချင်ရအောင်တောင်းပြီးကျွန်တော်ရဲ့တငယ်ချင်းတွေနဲ့ကျွန်တော်လည်းဒီရွာလေးကိုထွက်လာခဲ့လိုက်တယ်ကျွန်တော်ရဲ့တက္ကသိုလ်ကတငယ်ချင်းတွေဖြစ်တဲ့ Rahul, Pran နဲ့ Pyle တို့နဲ့အတူတူပေါ့ ကျွန်တော်ကလည်းဒီတစ်ခေါက်ခရီးသွားတာဘာပြဿနာမှမရှာပဲအေးအေးစိစိနေပါမယ်ဆိုပြီးမိဘတွေကိုကတိပေးခဲ့ရတယ်လေကျွန်တော်တို့ရက်ထားစီပြီးတော့ခရီးထွက်လာခဲ့ကြတယ်တရက်အလုံးရက်ထားစီပြီးနောက်မှာတော့နောက်ဆုံးကျွန်တော်တို့နေမယ့်ရွာလေးကိုရောက်ရှိလာခဲ့ပါပြီကျွန်တော်တို့ကတော့ဦးလေးကြီးကလာကြပါတယ်ဦးလေးကြီးဆိုတာကတော့တခြားသူမဟုတ်ပါဘူးကျွန်တော်ရဲ့ရွာမှာကြံနေခဲ့တဲ့အိမ်ကြီးကိုစောင့်ရှောက်ပေးနေတဲ့ဦးလေးကြီးပါကျွန်တော်ရဲ့အဖေကကျွန်တော်တို့မလာခင်လွန်ခဲ့တဲ့နှစ်ရက်လောက်ခရက်ကဦးလေးကြီးကိုပြောပြီးအိမ်ကိုပြန်လဲပြင်ဆင်ခိုင်းထားတယ်ကျွန်တော်တို့လာတဲ့အခါအဆင်သေးဖြစ်နေအောင်လို့ပေါ့ ကျွန်တော်တို့ရွာကိုရောက်လာတဲ့အချိန်မှာညနေခင်းအောင်ဖြစ်နေပြီအမှန်ပြောတာပါကျွန်တော်တို့တရက်အလုံးပင်မန်းစွာနဲ့ရထားစီလာခဲ့ရတာဆိုတော့တော်တော်ပင်မန်းနေပြီကျွန်တော်တို့ရောက်တာနောက်ကျတော့ဦးလေးကြီးကလည်းသူ့အိမ်မှာထမင်းလိုက်စားပါဆိုပြီးတော့ကျွန်တော်တို့ကိုဖိတ်တယ်လေပင်မန်းနေတော့ကျွန်တော်တို့လည်းသွားစားမယ်ဆိုပြီးတော့သဘောတူလိုက်ကြတယ်ကျွန်တော်တို့ညစာစာစကားတွေပြောနေကြရင်အချိန်တွေအရင်အောင်ဆုံးသွားတယ်ဆိုတာတတိယအောင်မထားမိရဘူးကျွန်တော်တို့စကားတွေပြောနေလိုက်ကြတာဗျာည7နာရီအောင်မှကြောနေပြီဦးလေးကြီးကပြောပါသေးတယ်အိမ်ုံမပြန်နဲ့ အခုလောလောဆယ်တော့သူ့အိမ်မှာပဲနေပါအောင်နဲ့အရန်ကိုမောင်းနေပြီးတော့နောက်ကျနေရဖြစ်တယ်ဆိုတော့မတော်သင့်ဘူးဆိုပြီးတော့လဲတားခဲ့သေးတယ်။ဒီနေ့မှာကောင်းငင်ကြီးကလည်းမဲမောင်းနေရပါပဲ။လာခွင့်ညာဖြစ်မယ်နဲ့တွေ့ပါတယ်။ကျဲတလုံးကိုတော့မတွေ့ရဘူး။ဦးလေးကကျွန်တော်တို့ကိုကတိပေးမနဲ့ကြရင်လိုက်ပို့ပေးမယ်။အခုလောလောဆယ်အပြင်သွားတာကအရန်ကိုအန်တီရဲ့မရတယ်။ခေမပြန်ပါနဲ့ပေါ့။ကျွန်တော်တို့တောက်ဖြတ်ပြီးတော့သွားရမှာဆိုတော့တောက်ထဲမှာတောက်ရဆန်တွေလည်းရှိနေတယ်။ တော်ရိုင်းတလေးဆန်တွေနဲ့ editor တခြားအရာတခုခုထွက်လာမှာကိုလည်းဦးလေးကြီးကစိုးရင်ပါတယ်ဗျာဒီလောက်တောင်မှလူကြီးတယောက်ကပြောနေကြတော့ကျွန်တော်တို့လည်းလက်မခံလို့မရတော့ဘူးလေကျွန်တော်တို့လက်ခံပြီးဦးလေးကြီးရဲ့အိမ်မှာပဲတဲခုတ်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်ဒီနေရာလေးကတကယ်ရန်ကိုအေးချမ်းပြီးတော့အပူချိန်ကလည်းမျှတာတယ်ကျွန်တော်ဒီမှာအိပ်ရတာအရန်ကိုတတ်တောင်းတတ်တာရှိတယ်လို့ခန့်စားရတယ်ခကြီးကပမန်းနေရကတကြောင်ညကလည်းအရန်မိုးချုံနေတဲ့ခါကျတော့ကျွန်တော်လည်းချက်ချင်းပဲအိမ်မိုးကြသွားတယ်။ကျွန်တော်ညတနားရီလောက်ကြီးရုတ်တရက်နိုးလာတဲ့အချိန်မှာဦးလေးကြီးကိုတွေ့ခဲ့ရတယ် သူကခနာကိုတခုလုံးမှာစောင့်တထဲကိုချုံထားပြီးတကားဖြည်းဖြည်းလေးဖွင့်ပြီးအပြင်ဝင်ထွက်သွားတာပြန်ထွက်သွားတော့သူတကားကိုဖြည်းဖြည်းလေးပြန်ပိတ်သွားခဲ့တဲ့သူ့ကိုတဲရောက်တွေ့သွားမှကိုကြောက်နေရပုံပဲကျွန်တော်ကတော့သူအိမ်သာသွားတာဖြစ်မှာပါလေဆိုပြီးတော့ပဲတွေးလိုက်တယ်ကျွန်တော်လည်းနိုးနေရတယ်သူဘယ်အချိန်ပြန်ဝင်လာမလဲဆိုပြီးတော့စောင့်နေသေးတယ်တိတ်ဆိတ်နေတဲ့အချိန်မှာနာယီလက်တံအတန်နဲ့နေနေတဲ့မိဟိယံမင်းကြောင့်တကယ်ကိုနှောက်ရှက်ပါပဲဦးလေးကြီးကတော့လုံးဝပြတ်မလာခဲ့ဘူးကျွန်တော်လည်းတခုခုမြားမှားနေပြီလားဆိုပြီးတော့တွေးမိတယ် တငယ်ချင်းတွေကတော့နှစ်နှစ်ကြာကြာအိတ်နေကြစေပဲအားလုံးကိုနှိုးလိုက်အားလုံးကြောက်လန့်သွားမှာကိုလည်းကျွန်တော်စိုးရင်တယ်လေအဲ့ဒါကြောင့်ကျွန်တော်ဗီနာမှာအိတ်နေတဲ့တငယ်ချင်းတစ်ယောက်ကိုပဲကျွန်တော်ဖြည်းဖြည်းလေးလှုံနှိုးလိုက်တယ် brand brand ထထမြန်ထကောင်မင်းကိုပြောစရာရှိရင်မြန်ထပါအောင်ကွာထပါအောင်ကွာတခုခုမှားနေပြီနဲ့သူရဲ့မြန်ထ brand လဲကြောက်ကြောက်လန့်နဲ့နှိုးထလာခဲ့သူ့ရဲ့မျက်လုံးတွေကပြူးကျဲပြီးတော့ကျွန်တော်ပြူးကြည့်နေရဲ့ကျွန်တော်ကတတိုးနေဆိုပြီးတော့သူ့ကိုအမူအရာနဲ့ပြလိုက်တယ်ဟေးမအော်နဲ့နော်ကျန်တဲ့သူတွေကောင်းကောင်းအိတ်နေကြတယ်သူတို့နိုးကုန်မှာဆိုလို့ အခုနောက်ဦးလေးကြီးထွက်သွားတော့အခုချိန်ထိပြန်မလာသေးဘူးတနားရက်တော့မှကြာနေပြီတိလာဗရန်သူကအဲ့ချင်မို့တို့နဲ့တခုခုထိုးချလို့သွားတော့ဖြစ်မှာပေါ့အရေးကြီးလို့ထွက်သွားတော့ဖြစ်မှာပေါ့ဆိုပြီးတော့ပြန်ပြောပါတယ်ကျွန်တော်လည်းညအချိန်မတော်ကြီးဘယ်လောက်ကအရေးကြီးနေရလဲဆိုပြီးတော့ပြန်မေးလိုက်တာပေါ့ကျွန်တော်ဘာတခေါမှထပ်ပြီးတော့မပြောချင်တော့တာနဲ့တကားဖွင့်ပြီးထွက်လာဖို့အတွက်ကိုပဲဆုံးဖြတ်လိုက်တယ်ဗရန်ကတော့ကျွန်တော်ကိုကြည့်ပြီးတော့စိတ်ရှုပ်ထွေးသွားတဲ့ပုံစံမှာပဲသူလည်းနားမလဲတဲ့ပုံစံနဲ့ကျွန်တော်ကိုကြည့်နေခဲ့ကျွန်တော်လည်း တွေ့ရတဲ့မိကိုကောက်ယူပြီးအပြင်ကိုမြန်ထွက်လာလိုက်တယ်။အပြင်မှာတကယ်ကိုအေးနေရပါပဲ။ကျွန်တော်ဟူတီဝိပြီးထွက်လာတာမှန်ကန်သွားတယ်နဲ့တွေ့ပါရယ်။ပဝင်းစီတစ်ခုလုံးမဲမောင်နေတယ်။ကျွန်တော်လည်းဘာတွေ့ရမလဲဆိုပြီးတော့ဟိုဟိုဒီဒီတက်မိနဲ့ထိုးကြည့်ရယ်။ကျွန်တော်အရင်ဆုံးအိမ်သာဘက်ကိုသွားကြည့်ရကောင်းမယ်လို့တွေးမိလို့အိမ်သာမှာသွားရှာပေမဲ့လည်းဘယ်သူမှမရှိဘူး။အနီးနားမှာဖောက်အောက်သာနေပဲကြားနေရတယ်။ကျွန်တော်ထပ်မသွားတင်းကြောက်ဘူးလို့လည်းခံစားရတယ်။ဘာလို့လဲဆိုတော့တောင်းထဲမှာရှိတဲ့တောရန်တလေးဆန်တွေကျွန်တော်ကိုများချောင်းကြည့်နေကြမလားဆိုပြီးတော့လဲစိုးရင်မိရယ်လေ ဒါပေမဲ့ဦးလေးကြီးကိုရလိုက်ရှာရမယ်သူဘယ်ကိုသွားနေရလဲဘလို့မဆိုကျွန်တော်ရှာမဖြစ်မယ်လို့ဆုံးဖြတ်ပြီးထွက်လာခဲ့လိုက်တယ်ဖြစ်ဖြစ်ချင်းလိုက်ရှာမယ်ဆိုရင်တော့သူ့ကိုရှာတွေ့မှာပါကျွန်တော်လည်းမြက်တွေရှေ့ကြီးပေါ့နေရနေရာကိုဆင်းသွားခဲ့ပြီးဦးလေးကြီးကိုလိုက်ရှာတယ်ကျွန်တော်တော်ဝေးကိုရောက်သွားတဲ့အချိန်မှာတော့အော်ခေါ်ပြီးရရှာကြည့်လိုက်တယ်ဦးလေးဒီမှာရှိနေလားဘယ်ဝရောက်သွားရလဲကျွန်တော်အကြိမ်ကြိမ်ခေါ်နေခဲ့ပါတယ်ခါးကြမှာတော့ထူးဆန်းတဲ့ခံစားချက်တစ်ခုကိုရလိုက်တယ်တနေရာမှာတဲရောက်ရှိနေတယ်လို့မျိုးပဲကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအေးခဲ့ပြီးတော့ အဲ့ဒီနေရာကနေမလှုပ်ရှားနိုင်အောင်လို့ဖြစ်သွားခဲ့ဒီနောက်မှာတက်ရောက်ရှိနေတယ်ဆိုတဲ့ခန်းစားချက်အကြီးကြီးကကျွန်တော်ရဲ့ကိုယ်ထဲစိတ်ဝင်သွားခဲ့ရုပ်တရက်အနောက်ဘက်ကနေပြီးတော့လှုပ်ရွားတဲ့အတန်ကိုကြားလိုက်ရတော့ကျွန်တော်လည်းလှည့်ကြည့်ပြီးတက်မီနဲ့ထိုးလိုက်တယ်ကျွန်တော်လည်းခင်းတော့တဲ့အတန်လာရနေရာကိုပြပောက်လိုက်တယ်ပြီးတော့အဲ့ဒီနေရာကိုသွားကြည့်ရဲ့အချိန်မှာပဲတော်ဟိုင်းသွေးဆန်တကောင်ကိုကျွန်တော်ထိတ်တိုက်တွေးခဲ့ရတယ်သူကတကယ်တတော်လေးကိုကြောက်စရာကောင်းတဲ့တောဝက်ကြီးနဲ့တူပါတယ်ကျွန်တော်လည်းဒါကကျွန်တော်ဘဝရဲ့နောက်ဆုံးချိန်လားဆိုပြီးတော့တတော်လေးကိုကြောက်ရွံ့သွားခဲ့တယ် ျွန်တော်ဒီနေရာကိုထွက်လာခင်းပြီးအခုမှပဲတကယ်ကိုနောင်ကြရနေပါတယ်။တလောထီကြည့်ပြီးကြောက်စီရကောင်းနဲ့တလေးစာကောင်းကြီးမျိုးကိုကျွန်တော်ရဲ့ဘဝမှာတစ်ခါမှအလောက်ထီနီနီကကမတွေ့ခဲ့ဘူးဘူး။ကျွန်တော်ရဲ့မိဘတွေကလည်းဘာပြေနာမှမရှာပါနဲ့ဆိုပြီးတော့ကျွန်တော်ကိုဂရီတောင်းခဲ့ကြတယ်။ကျွန်တော်အခုဒီဂရီကိုမတီးနိုင်တော့ဘူးနဲ့တွေ့ပါရယ်။ကျွန်တော်ဒီကြောက်စီရကောင်းနဲ့တော့ရန်တလေးဆန်ကြီးရဲ့အတန်ကိုထပ်ပြီးတော့မခံစားနိုင်တော့ဘူး။ဒီအချိန်မှာပဲဒရန်တန်တစ်ခုကြားလိုက်ရတယ်။တစုံတယောက်ကတနေရာကနေပြီးတော့ဒရန်တီးနေရာနဲ့တွေ့ပါရယ်။ဒီဒရန်တန်ကိုကြားလိုက်တာနဲ့တလေးဆန်ကြီးချက်ချင်းလဲထွက်သွားခဲ့။ ျွန်တော်ကြောက်လုံးလုံးတင်းအောင်ထွက်ကြသွားပြီဗျာကျွန်တော်လည်း drain တင်းရဘသူများလဲဆိုပြီးတော့ငေးကြည့်လိုက်တော့မဲနေတဲ့အရာတခုကိုပဲမြင်တွေ့ခဲ့ရတယ်ဒါကဘယ်သူလဲဆိုတော့ကိုကျွန်တော်ကွဲကွဲပြပြမမြင်ရပါဘူးတွေ့ရခန္ဓာကိုတခုလုံးမှာဆောင်းအထူကြီးတစ်ထည့်ကိုခြုံထားတယ်လက်ထဲမှာမီးရဲရုံလည်းကင်ထားတယ်သူလည်းရုတ်တရက်ပဲအမြန်ဆုံးဒီလူနာကိုပြေးတိုးသွားခဲ့ဒါကငါ့ရဲ့ဦးလေးဖြစ်မယ်နဲ့တူရဲဟုတ်တယ်သူတဖြည်းဖြည်းတိုးကပ်သွားရတယ်မြ။ဒီလိုဟာသူ့ရဲ့ဦးလေးမဟုတ်ဘူးဆိုတော့သူတေးကြသွားခဲ့။ဒါကြောင့်ချက်ချင်းပဲရလိုက်တယ် ူရဲ့အရက်ကကျွန်တော်ဦးလေးအရက်ထက်အများကြီးပိုရှိတယ်။သူ့ရက်ကခုနှစ်ပေလောက်ထိရှည်လျားနေခဲ့ရပဲ။သူ့ရက်ကိုခန္ဓာတစ်ခုလုံးကမဲမောင်းနေပြီးမျက်လုံးနေရာကပဲလင်းနေခဲ့တယ်။ကျွန်တော်သူ့ကိုတွေ့လိုက်တာနဲ့နောက်ပြန်ဆုပ်ပြီးပြေးရတော့မယ်ဆိုတဲ့အသည့်တစ်ခုကျွန်တော်ကောင်းနေဝင်လာခဲ့တယ်။ကျွန်တော်ဘာလို့လို့ဘာကန်ရမယ်မသိတဲ့အချိန်မှာပဲသူ့စီကအတန်တစ်ခုထွက်ပေါ်လာခဲ့။ပြန်ပြီးတော့နောက်နေ့ကျွန်တော်အိယာကနိုးထလာခဲ့တဲ့အချိန်မှာတော့ကျွန်တော်ဦးလေးရဲ့အိမ်မှာကျွန်တော်ရှိနေခဲ့တာ။တငယ်ချင်းတွေအားလုံးကတော့ကျွန်တော်ရဲ့ဘေးနားမှာဝိုင်းပြီးထိုင်နေကြတယ်။ဆရာဝန်ကကျွန်တော်ကိုကြည့်ပြီးတော့ထွက်သွားတယ်။ ရောမရှိရသူတွေကကျွန်တော်လေကွင်းထဲမှာလဲကြနေရကိုတွေ့လို့အင်ကိုပြန်လိုက်ပို့ပေးရလို့ပြောတယ်။ကျွန်တော်မနေ့ကတော့ကဘာအဖြစ်ဖြစ်တွေကြုံတွေ့ခဲ့ရလဲဆိုတဲ့ကိစ္စတွေအားလုံးကိုကျွန်တော်ရဲ့ဦးလေးစေဟောင်းဝင်တဲ့တငယ်ချင်းတွေအားလုံးကိုပြန်ပြောပြလိုက်တယ်။ကျွန်တော်ဦးလေးကိုလိုက်ရှာဖို့အပြင်ကိုထွက်သွားခဲ့တဲ့အချိန်မှာပဲထူးဆန်းတဲ့တလေးဆန်ချင်းနဲ့တွေ့ခဲ့ရပြီးနောက်ထပ်ထူးဆန်းတဲ့အရာတစ်ခုကိုလည်းမြင်တွေ့ခဲ့ရတယ်ဆိုပြီးတော့ပါဒီစကားတွေအားလုံးကိုနားထောင်ပြီးရခါမှာဦးလေးကပြောပြတယ်။ကျွန်တော်တွေ့ခဲ့တဲ့အရာကကာကွယ်ပေးတဲ့သူတဲ့သူကမမြင်အေးမမြင်တဲ့အရာတွေနဲ့အတူတူ တော်ရန်ကလေးဆန်တွေရဲ့အန်ဒီရဲ့ကနေပြီးတော့လေရွာသူရွာသားတွေကိုကာကွယ်ပေးနေတယ်။ကျွန်တော်တို့ရွာသူရွာသားတွေအကုန်လုံးကလည်းလာပြီးညတိုင်းမှာဒီကာကွယ်သူအတွက်အုံဒီတလုံးစီစတာပေးကြတယ်။ဒီအကြောင်းလေးအကုန်လုံးကိုကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့တော့ကျွန်တော်ရဲ့တငယ်ချင်းတွေကယုံကြည်ကြတာပါ။ဒါပေမဲ့သူတို့အားလုံးကလည်းအန်အော်တစီဖြစ်နေကြရပါတယ်။အရင်ညကိုအမှန်တကယ်ကြုံတွေ့ခဲ့ရတဲ့ကျွန်တော်အတွက်တော့ဒီညကတကယ်ကိုမမေ့ပြစ်နိုင်စရာပါပဲ။ညမမတွေ့ရတဲ့တချို့အရာတွေကလူရည်ရဲ့ဘဝကိုဖျက်ဆီးပြစ်တတ်ပြီ တချို့အရာတွေကတော့ကာကွယ်စောင့်ရှောက်ပေးရဲဆိုတာကိုတော့ကျွန်တော်အနေနဲ့အခုမှပဲသိရတာပါ။ဘာဖြစ်ဖြစ်အရင်တော့ကျေးဇူးတင်ပါတယ်။လွန်ခဲ့တဲ့၃နှစ်တုန်းကကျွန်တော်တငယ်ချင်းဂျွန်ဟာစွန့်ပစ်အိမ်တအိမ်ကိုအတူတူသွားကြည့်ဖို့ကျွန်တော်ကိုဖိတ်ခေါ်ခဲ့တယ်။ဒီအိမ်ကကျွန်တော်ရဲ့ရက်ကွက်မှာနာမည်ကြီးတဲ့အိမ်ပါ။ဘာဖြစ်လို့နာမည်ကြီးသလဲဆိုတော့ဒီအိမ်ကတရေဖန်းအိမ်လို့လူသိများတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒီအိမ်ထဲကိုဝင်သွားတဲ့သူတိုင်းတရားရပြီးဒါမှမဟုတ်ယူသွတ်ကုန်ကြတယ်။ ကျွန်တော်ကကျွန်းကိုဒီအိမ်ကိုဘယ်တော့မှမသွားဘူးအိမ်ထဲကိုဆိုရင် လုံးဝဝယ်မှာမဟုတ်ဘူးလို့ပြောခဲ့တယ်။တိုင်းမဲ့သူကကျွန်တော်ကိုအတင်းကျပ်ခေါ်သွားတာ။သူကကျွန်တော်ကိုလှပြီးချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်နဲ့မိတ်ဆက်ပေးမယ်လို့ပြောတယ်။ကျွန်တော်လည်းသိကျင်နေတဲ့သူမျိုးလို့မငင်းနိုင်တော့ပါဘူး။ဌာနေပဲကျွန်တော်တို့ဆွန့်ပြစ်အိမ်ကိုသွားခဲ့ကြရဲအိမ်တဲကိုခြေလှမ်းလိုက်တာနဲ့မိသားစုတစုရဲ့ပုံကြီးတစ်ပုံကိုတွေ့လိုက်ရတယ်။ပုံတဲကလူတွေအားလုံးကထရိတ်ဆန်တွေလိုသွားတွေကိုခြွန်ပြီးပြုံးပြနေကြတယ်။သူတို့ရဲ့ပါဇက်တဝိုက်မှာသွေးတွေရွှဲနေတယ်။ ီကပုံကိုကြည့်ပြီးကျွန်တော်ချက်သိန်းတွေထထားမိတယ်ကျွန်တော်တို့ဆက်လျှောက်သွားပြီးဒမ်မီနဲ့ဟိုဒီဒီထိုးကြည့်နေတော့မှရုတ်တရက်မိဖို့ချောင်းကနေပကံခွက်ရောက်တည်းရဲ့ကြာခွဲတန်ကိုကြားလိုက်ရတယ်။ကျွန်တော်အလန်တကြားဖြစ်ပြီးဒမ်မီကိုအဲ့ဒီဘက်ကိုလှမ်းထိုးလိုက်တယ်။ဒါပေမဲ့ဘသူမှရှိမနေပါဘူး။ပကံတွေခရင်တွေဓာတ်တွေကစပွဲပေါ်မှာတက်တက်ရဲရဲနဲ့အစီထားတော့မယ်။ ကျွန်တော်အနီးကပ်သွားကြည့်တဲ့အချိန်မှာပကံတွေပေါ်မှာအယိုးတွေရှိနေတာကိုတွေ့လိုက်ရပါတယ်။လူသားဥကန်းခွန်တစ်ခုကိုအပိုင်းပိုင်းဖြတ်ထားသလိုပါကျွန်တော်အော်ဟစ်ပြီးဂျွန်စီကိုပြေးသွားတယ်။ဒီကနေထွက်ပြေးကြရအောင်လို့ပြောလိုက်တယ်။ဒါပေမဲ့ဂျွန်ကငါဒီအထီတော်လာပြီးပြီတရေကို high five လေးတစ်ချက်လောက်ရိုက်လိုက်ပြစေပြီးရင်ထွက်သွားမယ်လို့ပြောတယ်။ပြီးတော့အခုအပေါ်ထက်ကိုသွန်းကြည့်ရအောင်လို့ပြောလိုက်သေးတယ်။ ကျွန်တော်ဘလောက်ပေးထွက်ဖို့တောင်းပန်ပန်သူကတော့နားမဝင်ပါဘူးကျွန်တော်တို့အပေါ်ထက်ကိုတက်သွားကြတယ်အပေါ်ထက်မှာလည်းနေရံတွေမှာပုံတွေအများကြီးချိတ်ထားတာကိုတွေ့လိုက်ရတယ်ဒီပုံတွေကမိသားစုတွေရဲ့ဘိုးဘွားတွေပုံဟောင်းတွေလို့ထင်ရတယ်သူတို့မျက်နာတွေကစိတ်ပျက်စရာကောင်းပြီးကြောက်စရာအရန်ကောင်းတာပဲသူတို့မျက်နာတွေကအနီအောင်ဖြစ်နေပြီးတော့အဖူပိန့်တွေနဲ့ပြင်းထန်တွေကလက်သေးတွေကလည်းရှေလျားနေတာကျွန်တော်ပထမဦးဆုံးတွေ့ရတဲ့အခန်းထဲကိုဝင်လိုက်တယ်တကားဖွင့်လိုက်တာနဲ့အခန်းထဲကနေအမဲရောင်ပုံရိပ်တစ်ခုက အရသာရှိမဲ့ပုံပဲလို့ online တဲ့ပြီးတော့အမျိုးသမီးအယိုးစုပုံစံတစ်ခုကကျွန်တော်စီကိုလှမ်းလာတယ်။ကျွန်တော်အလန်တကြားဖြစ်ပြီးနောက်တလန်းဆုပ်လိုက်မိတယ်။အေးများတဲ့လေတစ်ချက်ကကျွန်တော်မျက်နှာကိုရိုက်ခတ်လာပြီးအဲ့ဒီအမျိုးသမီးကပျောက်ကွယ်သွားပါတယ်။ကျွန်တော်လေးကြောက်လွန်းလို့စိတ်လှုပ်ရှားနေတာလားလို့တောင်ထင်မိတယ်။ကျွန်တော်ခနာကိုတစ်ခုလုံးကတုံ့လှုပ်နေပြီးအဲ့ဒီအချိန်မှာပဲကျွန်တော်ကဂျွန်ရဲ့အော်ဟစ်တန်ကိုအခြားခံကနေကြားလိုက်ရပါတယ်။ ဒါနဲ့ဘာဖြစ်တာလဲဆိုတာကိုကြည့်ဖို့အဲ့ဒီခန်းကိုပြေးသွားခဲ့တယ်။ဒါပေမဲ့တကားကိုဖွင့်ဖို့ကြိုးစားတော့တော့ခတ်ထားတာကိုတွေ့လိုက်ရတယ်။ကျွန်းတကားဖွင့်ပါလို့ကျွန်တော်တကားလက်ကင်ကိုလှည့်ပြီး online တယ်။ဒါပေမဲ့တကားနောက်ကနေကြားလိုက်ရတာကကျွန်းရဲ့ညညတန်တွေနဲ့ပကံခွဲရောက်တွေရဲ့အတန်းလူတချို့တွေရဲ့ရည်တန်တွေကိုထွက်ပေါ်လာတာတွေ့လိုက်ရပါတယ်။ကျွန်တော်ကတကားကိုကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့ဝင်တိုက်လိုက်တယ်။ဒါပေမဲ့တကားကအလှောက်တောင်မလုပ်ပါဘူး။တော့ကိုရှာဖို့စူးစမ်းကြည့်ပေမဲ့တော့ကိုလည်းမတွေ့ရဘူး။ ဌာနေကျွန်ကတခုခုပြောနေတာကိုကြားလိုက်ရတယ်။ကျွန်တော်နားကိုတကားနဲ့ကပ်ပြီးနားထောင်လိုက်တဲ့အချိန်မှာငါငါအယမ်းပြောနေပြီလို့သူက ပြောနေတာ။ကျွန်တော်တကားကိုခဏခဏကန်ဖွင့်နေ။ဒါပေမဲ့အလားအလာမရှိပါဘူး။ဌာနေကျွန်တော်ရဲကိုဖုန်းဆက်လိုက်တယ်။ပြစ်ထန်ခံရမယ်ဆိုရင်တော့ကျွန်ကိုကယ်ဖို့လုပ်ရမယ်လို့တွေးလဲမိတယ်။ ခဏကြာတော့ရဲတွေရောက်လာကြတယ်သူတို့ကဒီလိုစူးစမ်းကြတဲ့အတွက်ကျွန်တော်တို့ကိုဒေါသတွေထွက်နေကြတာဒီအိမ်ထဲမှာလူဒါဇင်နဲ့ချီပြီးတိတ်ဆုံးခဲ့ကြတယ်လို့ပြောတယ်သူတို့ကတကားလက်ကင်ကိုချိုးဖျက်ပြီးအတွင်းကိုဝင်သွားခဲ့ကြတယ်တကားဖွင့်လိုက်တဲ့အချိန်မှာတော့ကျွန်ကိုတွေ့ရတဲ့အခါကျွန်တော်တို့အားလုံးအံ့အားသင့်သွားခဲ့ကြတယ်သူကစပွဲကြီးပေါ်မှာအတွင်းခံတထဲထဲနဲ့လှဲနေတာသူဝမ်းပိုက်ထဲမှာခရင်တွေစိုက်ထားတယ်သူပပက်လေမှာပကံတွေရှိနေပြီးအဲ့ဒီပကံတွေထဲမှာအမဲရောင်အရည်တွေနဲ့ပြည့်နှက်နေတယ် ကျွန်ကတခုသေးသောစကားကိုပဲထက်ခါထက်ခါပြောနေတယ်။အစားတေချာစားပါအစားတေချာစားပါတဲ့။ကျွန်တော်တို့အော်ဟစ်နေကြတယ်။ဒါပေမဲ့ကျွန်ကသူ့ဟာသူပဲဆက်ပြောနေတယ်။ဒါကိုလည်းကျေးဇူးပြုပြီးစားပါလို့ပြောရင်ဓာတ်ကိုကင်ပြီးသူ့ဝမ်းပိုက်ကိုသူထိုးဖို့ကြိုးစားနေတယ်။ရဲတွေကချင်းကပ်ပြီးသူ့ကိုကယ်ဖို့စူးစမ်းတဲ့အချိန်မှာသူကဓာတ်နဲ့သူတို့ကိုချင်းချောက်လိုက်ပြီးတော့ငါ့စာကိုလာမလို့ယူနေလို့အော်လိုက်တယ်။ ရဲရီကသူ့ကိုအချက်ကိုင်းပြီးထိန်းချုပ်ဖို့အခက်တွေ့နေခဲ့ရတယ်။သူ့ကိုအိမ်ကနေထန်းစင်မော်တင်ပြီးခေါ်သွားတယ်။အရန်ကိုနာကျင်မှုတွေကြားမှာအော်ဟစ်ပြီးသူတတိလက်သွားတဲ့အချိန်မှာသူ့ကိုတော့လူနာတင်ကားနဲ့အစည်းအုံကိုခေါ်ဆောင်သွားခဲ့ပါပြီ။စီယုံမှာခွဲစိတ်ကူတာမှုတွေခံယူခဲ့ရတယ်။ရဲအနေငယ်ကြမှာတော့သူ့ကိုသွားကြည့်တဲ့အချိန်မှာသူကကျွန်တော်ကိုမကြည့်ပဲမျက်နှာချက်ကိုပဲကြည့်ပြီးပြုံးနေခဲ့တာ။အဲ့ဒီညကကျွန်တော်ဘွားရဲ့အလှပဆုံးညပဲလို့သူကပြောတယ်။ ကျွန်တော်အခန်းထဲကိုဝင်သွားတဲ့အချိန်မှာမိသားစုတွေအားလုံးကဆာလာမှုတွေကြောင့်ပိန်ချုံနေကြပြီ။ဒါပေမဲ့သူတို့ကအရန်ကိုလှနေတယ်။ဒါကြောင့်သူတို့ရဲ့ဆာလာမှုတွေကိုဖြည့်ဖြောက်ပေးဖို့အဆုံးဖြတ်လိုက်တယ်။ကျွန်တော်ဇွဲပေါ်မှာလှဲလိုက်ပြီးတော့သူတို့ကကျွန်တော်အသားကိုစားဖို့စတင်ခဲ့ကြပြီ။သူတို့ပျော်နေတာမြင်ရတော့ကျွန်တော်လည်းပျော်လွန်းလို့ရီမောတာမရက်နိုင်ပါဘူး။ဒီလိုဂုံတီရှိတဲ့သူတွေကိုအစားစာကျွေးနိုင်နေဆိုတာမယုံနိုင်စရာပါပဲလို့ဆိုရယ်။ဒီချိန်မှာပဲကျွန်တော်အိမ်ထဲကိုဝင်သွားတဲ့အကြောင်းရင်းကသူတို့ dress ဆိုတာသိလိုက်ရတယ်။ သူ့မျက်လုံးကနေသွေးမြေရေစီးကြလာတယ်။ရုတ်တရက်သူကကျွန်တော်ကိုစူးစိုက်ကြည့်ပြီးတော့ဒါမဲ့မင်းကဘာလို့အစားအစာစားတဲ့ချိန်မှာဝင်လာတာလဲမင်းမနောက်ရှက်ခရင်သူတို့ကငါ့ကိုအကုန်စားသွားမှာပါငါ့ကိုပြန်ခေါ်သွားပါသူတို့ကငါ့ကိုစောင့်နေကြတယ်လို့လည်းပြောလိုက်သေးတယ်။သူကကျွန်တော်ကိုလေဘင်းကနေဆွဲကင်ပြီးတောင်းဆိုနေတာသူနာပြုတ်ရည်နဲ့ဆရာဝန်နဲ့အခန်းထဲကိုပြေးလာပြီးသူ့ကိုထိန်းထားရတယ်။ ကျွန်တော်အရန်လန့်သွားပြီးစင်ယုတ်ခန်းကနေထွက်သွားဖို့ပဲရွေးချယ်ခဲ့တယ်။သူကကျွန်တော်သိခဲ့တဲ့ကြုံမဟုတ်တော့ဘူး။ကျွန်တော်ဘာမှမပြောနိုင်ဘူး။ငိုယုံပဲငိုနေမိတယ်။ဒါရီအားလုံးအိမ်မက်ဆိုတခုလိုပဲမျောလင်းနေမိတာပါ။ဒီဖြစ်ရတွေ့ပြီးလို့ရန်နေငယ်ကြတဲ့အချိန်မှာကျွန်တော်ကျွန်းနဲ့ထပ်ပြီးဆက်သွဲဖို့တတ်တည်မရှိတော့ပါဘူး။အချိန်တော်ကြာပြီးတဲ့နောက်သူကသူ့ဝမ်းပိုက်ကိုသူ့လက်နဲ့ဆွဲဖြတ်ဖို့ကြိုးစားခဲ့တယ်ဆိုတာသိလိုက်ရတယ်။ဆွန့်ပြက်အိမ်ကမိသားစုကိုအစားအစာကျွေးဖို့လို့ပြောရင်းနေပေါ့။ နောက်ဆုံးမှာတော့သူ့ကိုဆေယောဂါကုဆေယုံစီကိုပို့လိုက်ရတယ်။ဆေယောဂါကုဆေယုံမှာနေစဉ်အတွင်းသူကဆွန့်ဖြစ်အင်္ဂါမိသားဆူရီရဲ့မျက်နှာတွေကိုရေးဆွဲနေခဲ့တယ်။သူကပိန်လီနေပြီးသွားတွေလက်သေးတွေကရှေထွက်နေတယ်။လူတွေထက်အသားစားတတ်တော်ရီနဲ့ပို့ပြီးတော့တူနေတာ။ဒီနေ့ချိန်အထိကျွန်တော်ကြုံမြင်ခဲ့ရတဲ့အရာကဘာလဲဆိုတာကိုမကြာခဏတွေးမိနေတယ်။ကျွန်တော်ဘလောက်တွေတွေမမန်းစနိုင်ပါဘူးကျွန်ကသူ့အတိတ်ကိုကိုဟန်တိုင်းပြန်ဖြစ်လာဖို့အတွက်ကိုပဲကျွန်တော်အမြဲတမ်းဆူတောင်းနေမိခဲ့တာဖြစ်ပါတယ် ပြီးခဲ့တဲ့နှစ်တွေတုန်းကကျွန်တော်နဲ့လမ်းခွဲလိုက်တဲ့ဟီစာဟောင်းကာမာလီရဲ့ပုံတွေကို forum တစ်ခုမှာတင်လိုက်တာတိတ်မကြခင်မှာပဲသူမှပျောက်ွယ်သွားခဲ့ပါတယ်။ဒီအဖြစ်ပြက်ကြီးပြီးသွားပြီးကလေးကကျွန်တော်တယောက်တည်းနေထိုင်လာခဲ့တာအချိန်အတော်ကြာလေးကို ရှိသွားပါပြီ။ဒါပေမဲ့ဒီကြားထဲမှာကျွန်တော်ကိုမလီမစားလုပ်တဲ့သူတွေနဲ့ထပ်တွေ့ခဲ့ရတယ်။ ကျွန်တော်ကပင်ကိုအတိုင်းပြောရမယ်ဆိုရင်ကြောက်စရာမကောင်းတဲ့သူရံမဖြစ်တတ်တဲ့သူလိမ်မပြောတတ်တဲ့သူအေးအေးဆေးဆေးနေတတ်တဲ့သူပါကျွန်တော်ကစားတော့ဆိုင်တဆိုင်မှာအလုပ်လုပ်ပါတယ်ကျွန်တော်စိတ်ထဲမှာကျွန်တော်မန်နေဂျာကကျွန်တော်ကိုအရာအားလုံးနဲ့ပတ်သက်ပြီးအမြဲတမ်းအပြစ်ရှာနေတယ်လို့ခံစားရတယ်ကျွန်တော်အလုံးနောက်ကြတာအမစာရီမှားတာကစ္စတမာတွေကိုအနိုင်ကျင့်တာ တခြားမားတွေအများကြီးရှိတယ်တဲ့ ကျွန်တော်အမားလုံးမိတာကိုနားလဲပြီးမယ်ဒီလူကကျွန်တော်ကိုပြောတဲ့အတန်နဲ့လှုပ်ကြံပြောတဲ့ပုံစံကတခြားလူဖို့ကင်ဖက်တွေရှေ့မှာကျွန်တော်ကိုအယမ်းအဆက်ရစေတယ်။ "तू ကဘလောက်တောင်ဆိုးတယ်လဲဆိုရင်တခါတလေဆိုင်ထဲမှာဧည့်သည်တွေရှိနေတာတောင်မှကျွန်တော်ကိုအော်ဟစ်ကျိမ်းမတတ်ပါရဲ့။ဒီလိုနဲ့ကန်ဆိုးလာတဲ့နေ့တနေ့ကိုရောက်လာတယ်။ကျွန်တော်အိမ်ကနေအလုပ်ကို9မိနစ်လိုမှရောက်လာတယ်။မန်နေဂျာကစားသုံးသူတွေနဲ့အခြားလူဖို့ကင်ဖက်တွေရှေ့မှာ ကောင်လေးဒီတင်နေတော့အမင်းအချိန်မီလာပြီလို့ကြဲကြဲကြီးပြောချလိုက်တယ်။ဒီလိုနဲ့အားလုံးကကျွန်တော်ကိုဝိုင်းရီကြတာပေါ့။ညနေပိုင်းအလုံးချိန်တလျှောက်လုံးမန်နေဂျာကျွန်တော်ငောင်းငန်းတာကျွန်တော်မှားသမျှတွေတောက်လျှောက်ကြည့်ပြီးတော့စူရာတွေလုံနေတယ်။ဒီလိုနဲ့ကျွန်တော်ဆုံးဖြတ်လိုက်ပြီးဒီဖိုရန်ကိုပြန်ရှာပြီးသူ့ရဲ့အချက်လက်တွေကိုတင်မယ်ဆိုပြီးတော့လေကျွန်တော်ရဲ့အိမ်အပြန်လမ်းမှာဒါကိုလုံးဝမလားမလုပ်ရဘူးလားဆိုပြီးကိုဘသာကိုအများကြီးစဉ်းစားနေခဲ့မိတယ် အိမ်ရောက်တဲ့အခါမှာကျွန်တော်ဆုံးဖြတ်ပြီးသွားပြီရေမချိုးဘူးအဝတ်စားတွေလည်းမလဲဘူးကျွန်တော် laptop ရှိရာစီကိုပဲကျွန်တော်တမ်းပြီးသွားတယ်ဒီ deep web မှာ link တွေအများကြီးကိုနှိပ်ကြည့်တယ် pork chop ဆိုတဲ့ link ကကျွန်တော်ကိုစိတ်ဝင်စားစေတယ်နှိပ်လိုက်တဲ့အခါမှာအပေါင်းဆိုတဲ့စာမျက်နှာတစ်ခုကိုရောက်သွားပါတယ်အဲ့ဒီမှာ we find it we chop it ဆိုတဲ့စာသား6လုံးပဲရှိတယ် here's an example of what we do ဆိုတဲ့နောက် link တစ်ခုလည်းရှိသေးတယ် သူတို့ဘာတွေလှုပ်ထားသလဲဆိုတာကိုပြသထားတဲ့နေရာပေါ့ကျွန်တော်နှိပ်လိုက်တဲ့အခါမှာဓာတ်ပုံတပုံကိုတွေ့လိုက်ရပါတယ်ကြည့်ရတာဒိတ်အောင်နေတဲ့ကင်မရာတလုံးကနေရိုက်ကူးထားတာမျိုးပါ ရုပ်ရှင်ထဲမှာရက်ဆွဲနဲ့အချိန်ကတောင်းမှပြထားတယ်ကင်မရာကိုင်တဲ့သူကလူတယောက်စီကိုချင်းကပ်သွားပြီးသူ့နောက်ကိုပြေးလိုက်သွားတယ်မနေ့အနေငယ်ကြတဲ့အချိန်မှာတော့လူတယောက်ကသူ့နောက်ကိုလိုက်နေတာကို သတိထားမိသွားပါတယ်။အဲဒီလူကလှည့်ပြီးကင်မရာကင်ထားတဲ့သူစီကိုအော်ဟစ်ပြီးချင်းကပ်လာတယ်။ ရုတ်တရက်ကြီးဝစ်ဆောင်စင်းရောင်နဲ့ဝမ်းမျက်နှဖုံးဝစ်ဆင်ထားတဲ့လူ9ယောက်ကသူ့နောက်ကိုပြေးလိုက်လာပြီးအဲ့ဒီလူကိုအမောင်သေးကိုဆွဲခေါ်သွားခဲ့ပါတယ်။ကင်မရာမန်ကကင်မရာကိုသူ့ရဲ့မျက်နှာစီကိုလှည့်ပြီး9မိနစ်ကနေ10မိနစ်လောက်ပြတာထားခဲ့တယ်။သူတို့တွေလည်းဝမ်းမျက်နှဖုံးတွေကိုတက်ဆင်းထားကြတာ။ဗီဒီယိုထဲရဲ့နောက်ခံမှာလူရီရဲ့အော်တန်တွေစက်သိန်းထဆရာကောင်းတဲ့အတန်တွေကိုလည်းအတိုင်းသားကြားနေရတယ်။ ကင်မရာကိုပြန်လဲလိုက်တဲ့အချိန်မှာကျွန်တော်မြင်ရတဲ့အရာကတကယ်ကိုစိတ်ပျက်စရာပါပဲ။ဘယ်သူမှမြင်ချင်တွေ့ချင်မှမဟုတ်တဲ့အရာတစ်ခုပါ။တချို့လူတွေကသူတို့ရဲ့ရန်သူကိုတေဆုံတဲ့အထိမဖြစ်စေချင်ကြဘူးလို့ပြောကြတယ်။ဒါပေမဲ့ကျွန်တော်ကတော့တေစေချင်ခဲ့တယ်။ဒီဗီဒီယိုပြီးသွားတဲ့အခါမှာ Pork နဲ့ Chop ဆိုတဲ့လင်းတစ်ခုရှိတယ်။ Pork ကိုနှိပ်တဲ့အခါမှာတော့ကျွန်တော်ကိုုတ်ထည့်ဖို့တောင်းတယ်။ကျွန်တော်မှကိုုတ်မရှိပါဘူး။ဒါနဲ့ Chop ကိုနှိပ်လိုက်တယ်။အဲဒီမှာအမြည်အရအမြင့် ဖော်ပြချက်၊နေရာစတဲ့အချက်လက်တွေကိုစုံစည်းနေအောင်ဖြည့်ရတယ်။ကျွန်တော်မန်နေဂျာအတွက်အချက်လက်အားလုံးကိုဖြည့်လိုက်တယ်။နေရာကတော့ကျွန်တော်အလုပ်နေရာပေါ့။ဖန်ကိုကွန်ဖန်နေလိုက်တဲ့အချိန်မှာ See you soon ဆိုတဲ့စာသားလေးပေါ်လာပါတယ်။လေးရကြတဲ့အချိန်မှာတော့အလုပ်မှာမန်နေဂျာက ကျွန်တော်စီကိုလာပြီးတော့သူရဲ့ဆက်ဆံရေးအတွက်သူရဲ့ပြုမှုဆက်ဆံပုံတွေအတွက်ကျွန်တော်ကိုလာပြီးတောင်းပန်ခဲ့တယ်။သူကကျွန်တော်ကိုအချိန်တွေပို့ပေးမယ်ကျွန်တော်ကိုပို့ပြီးတော့လေ့ကျင့်ပေးမယ်ကျွန်တော်မှာ တိုးတက်ဖို့အလားအလာတွေအများကြီးရှိတယ်လို့ပြောလိုက်ပါတယ်ညနေပိုင်းနောက်ကြတဲ့အချိန်မှာမန်နေဂျာကကျွန်တော်ကိုအမိုက်တွေတင်စီရမှာလေကူညီပေးပါရယ်ကျွန်တော်ဇပွဲရီပေါ်ကိုထိုင်ခုံနေတင်းပြီးကြမ်းတိုက်ဖို့အစဉ်သက်လုံးနေတဲ့အချိန်အပြင်ဘက်ကိုကြည့်လိုက်တော့မန်နေဂျာကတခုခုကိုစိုးရိမ်သလိုမျိုးစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်ကျွန်တော်ပိုကောင်းတဲ့မြင်တွေရွှေ့ပြီးကြည့်လိုက်တဲ့အချိန်မှာသူ့ကိုဝမ်းမျက်နှာဖုံးတွေတက်ထားပြီးလက်နက်တွေကိုကိုစီကိုင်ဆောင်ထားကြတဲ့လူ6ယောက်ကဝိုင်းထားတာကိုတွေ့လိုက်ရပါတယ် ကျွန်တော်အပြေဘက်ကိုပြေးထွက်လိုက်တဲ့အခါမှာသူတို့တွေကမန်နေဂျာကိုဝိုင်းလာကြတယ်။တယောက်ကတော့ကင်မရာကင်ထားရတာကိုကျွန်တော်ထိတ်လန့်ဖွယ်တွေ့လိုက်ရပါတော့တယ်။